ီအခုခေတ်ကလေးမှာအကူအရင်ဘယ်လိုပဲပညာတော်ခဲ့တယ်ဘယ်လိုဘယ်လိုပဲ experience ရှိခဲ့တယ်ပြောပြပြောနောက်ပိုင်းတက်လာတဲ့ next generation ကိုထပ်ပို့ပြီးတော့ထားပါတော့ editing မှာကြည့်ကြည့် videography photography ပဲကြည့်ကြည့်ပါနောက်ဆုံးကလည်းပဲကြည့်ကြည့်ဒီနောက်ပိုင်းကလေးတွေပို့ပြီးတော့ကိုတက်ကိုကြောကြောသွားမှာဟုတ်ပါတော့ဆိုအဲ့တော့ကိုလက်ခံရတယ်ချစ်ချင်မှာသူတို့ဖုန်းတစ်လုံးရှိတယ်ဆိုလို့ရှိရင်အကောင်လုံးထုတ်ပြီးရိုက်ကြတယ် ကျွန်တော်ခင်တော့စဉ်းစားရတယ်ကြည်လားဟာငါ့ကိုငါ့ကိုဘယ်ဘာပြောကြအောင်မသိဘူးအဲ့လိုမျိုးရှိအောင်ဗျာခုကကလေးတွေဘယ်သွားသွားဘာလို့လို့ဖုန်းတုံးထုတ်ရိုက်တယ်ပြင်ဟို free app တွေအများကြီးပေါ့ကွာကြည်လားအဲ့ဒီ research ကပေး TikTok တွေ Facebook မှာကောက်တင်အဲ့ဒီဘယ်မှာနာမည်ရ that's good ကျွန်တော် app ရတယ်ဘောလောကအကြောင်းတော့စိတ်ဝင်စားပါတယ်။စကားရေးပါရှိလို့ရှိရင်နိုင်ငံသားကားရဲ့မှာ super natural ကားရဲ့ပုံကြိုက်တော့ဆိုတော့ဆိုင်ရတာတော့ဆိုင်ရတော့ရင်းတော့ အဲ့မောက်ကောအပြင်မောက်တော့အပြင်မောက်ဘယ်မကြောက်တယ်လို့ခဏခဏအဲ့လိုယုံကြည်ရရှိယုံကြည်မရှိလို့မကြောက်မမမမယုံကြည်ရှိရယ်ယုံကြည်ဒါမဲ့အဲ့လိုမျိုးကိုကြောက်တယ်ဆိုရင်မပါဘူးကွာအဲအဲဟာပါတော့တဲချီတယ်ကိုလည်းတကယ်အချောက်ခံပြရအောင်ဒါမဲ့အရင်ကြီးကွာအဲ့လိုဟာတဲချောက်တဲချောက်တယ်မောင်းရမနေရအဲ့လိုတော့မရှိဘူးအဲ့အယူဆတော့မရှိဘူး တည်းရှိရဆိုတော့သိပါတယ်ကျန်တာပြင်သွားဘလုံးရောခဏခဏဒီလိုအတွေ့အကြုံတွေရောဂျုံတွေ့နေခံစားမိရဲ့ဒါပေမဲ့အကြောက်တော့မရှိပါဘူးဟိုးအရင်တော့လွန်ခဲ့တဲ့ဆယ်နှစ်ဆန်းနှစ်အဲ့လိုမျိုးဟာပဲရှိရပါအခုကတော့လုံးဝမရှိတော့ပါဘူးဟုတ်အဲ့ဒါဘယ်လိုဂျုံတွေ့ခဲ့ရအဲဒီတိုင်းမှကျွန်တော်တို့တရေချောက်တယ်ပေါ့အဲဒါပါပဲငယ်ရက်မချောက်တာငယ်ရက်အမေတို့ကလည်းအဲ့လိုမျိုးငါတရေမချောက်ဘူးလားတော့အဲ့လိုမျိုးပြောခဲ့တယ်အခုအရှုပ်တကြတခါအမေတို့လည်းမပြောခဲ့ဘူးဆိုတော့အဲ့ကြောင့်လည်းမချောက်တာပေါ့နော်ဆက်စင်တာပေါ့ကျွန်တော်လည်းဖျားတရားတော့တော်တော်လေးလုတ်ဖြစ်တယ်ပေါ့နော် ဖရဲမချောက်တာတော့ငယ်တည်းကမချောက်တာဖရဲတည်းကမလို့ခတဲ့ကမချောက်တာကျွန်တော်ဇန်ညွန်ရတယ်အဲဇန်ညွန်ရရင်ဒီဟာကိုဖတ်တယ်ဖတ်ပြီးမှ character ကဘယ်လိုလာမလဲအဲ့တော့ director အကြိုက်နဲ့ကျွန်တော်အကြိုက်နဲ့ပြန်ညှိတူရဲလားပေါ့နော်တော်ကြနေတူတူသူမြင်လာရင်ဟာတင်လားစာချုပ်တယောက်ကျွန်တော်မြင်လာကျွန်တော်နည်းနည်းမိုက်နေရဆိုကျွန်တော်မစင်ပြေအောင်လေအဲ့ဒါလေးပြန်ညှိပေါ့နော်အဓိကကျွန်တော်ကအခုကတိုင်ပတ်နေဆိုတာတခြားမဟုတ်ဘူးအဲ့ဒီစကားပြောမဲ့ပုံစံလေးတိုင်ပတ်နေတာပါဒါ ကိုကိုကရတာခွဲတဲ့ကိစ္စပါကျွန်တော်ရောပြင်ဆင်မိတာပါအင်းကြီးတွေပါညာမျက်မှန်လေးအကုန်လုံးပြင်ဆင်မိတာပါလေးကအဲ့ကိုကိုကွဲအောင်ပြောမှာပေါ့နော်အဲ့ကျွန်တော်တို့ရှိမှရိုက်ထားတဲ့ဟိုအကယ်၍တို့ချာချင်းဘောတို့ဘာညာစပါကလာအဲ့မျိုးကလာအဲ့အဲ့အဲ့ဒီကားတွေနဲ့ကျွန်တော်နည်းနည်းလေးမတူအောင်ပေါ့နော်ဖိုင်ပြီးတော့ခွဲပြတ်မှာဟိုကဒီရဲမှာကျွန်တော်နည်းနည်းလေး ပုံပြီးမှအသက်ကြီးပိုင်းရင်းကျက်တဲ့ပုံစံမျိုးပြောရမယ့်လူကြောက်ဆိုတော့အခုလိုမျိုးပြောရင်စင်ပြေမလားဆိုပြီးတော့တွေးနေတာပေါ့နော်။ဆိုင်းဆရာလေးကကတော့တခုဆိုဆိုင်းဆရာပြင်မှတ်တက်မယ်။လူမိုက်ဆိုရင်ဟောအထုအကားဆောင်ပဲ။ဒါကတော့ရိုးရပါပေါ့နော်။ဒါပေမဲ့အာကျွန်တော်ကျွန်တော်တို့ကကြတော့ဒီဒီဒီစကားတွေထဲမှာမျက်မှန်တက်တဲ့ character မလုပ်ရသေးဘူး။ပြင်စမ်းကြည့်ရအောင်။ခါမှမျက်မှန်တက်တဲ့ character မလုပ်ဘူးသေးဘူးဆိုတော့ဒီကားပထမဆုံးပေါ့နော်။ဒီအခုခေတ်ကလေးမှာအကွာအရင်ဘယ်လိုပဲပညာတော်ခဲ့ဘယ်လိုဘယ်လိုပဲ experience ရှိခဲ့တယ်ပြောပြောပြောနောက်ပိုင်းတက်လာတဲ့ next generation ကိုထပ်ပို့ပြီးတော့ထားပါတော့အဲ့ဒီတိုင်းပဲကြည့်ကြည့် videography photography ပဲကြည့်ကြည့်ပါနောက်ဆုံးကလည်းပဲကြည့်ကြည့်ဒီနောက်ပိုင်းကလေးတွေပို့ပြီးတော့ကိုတက်ကိုကြောကြောပါမှာအဲ့လိုပေါ့နော်ဆိုတော့အဲ့ဒါကိုလက်ခံလာတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ချီးကျူးတယ်ဒီဒီအခုခေတ်ကလေးဆိုပူအောင်ချီးကျူးတယ်ဘာလို့အခုဆိုထိတ်ထောက်ဒီမှာဆိုလို့ရှိရင်လည်းအကုန်လုံးက flower လေးကြီးပဲတယ်မလားနောက်ဆုံးကိုကိုထမင်းသောက်ဆိုင်တော့မှာ ဒီနေ့ဗမာသစားဖြစ်ပါတယ်ဆိုတော့အဲအဲ့ဒီဟာလေးကိုကျွန်တော်ကြိုက်တယ်ဒီခေတ်ကြီးမှာသူတို့ဖုန်းတစ်လုံးရှိတယ်ဆိုလို့ရှိရင်အကောင်လုံးထုတ်ပြီးရိုက်ကြတယ်ကျွန်တော်ခေတ်တော့စဉ်းစားရတယ်ကြည်လားဟာငါ့ကိုငါ့ကိုဘာပြောကြအောင်မသိဘူးအဲ့လိုမျိုးရှိအောင်ကြည်လားခုကကလေးကဘယ်သောသားဘာလို့လို့ဖုန်းတစ်လုံးထုတ်ရိုက်တယ်ပြင်ဟို free app တွေအများကြီးပေါ့ကြည်လားအဲ့ဒီ research ကပေ TikTok တွေ Facebook မှာကောက်တင်အဲ့ဒီဘယ်မှာနာမည်ရ that's good ကျွန်တော် app ရတယ်ကျွန်တော်ခေတ်တော့ဒီလိုမျိုး AI app တွေပါမရှိဘူးလေဒီ free generated app တွေမရှိဘူးအဲ့တော့ ဒီမှာရိုက်မယ်ဆိုရင်ကင်မရာတလုံးဝဲဝဲရမယ်ဒီကင်မရာလည်းအဲ့လိုမကောင်းလေဖုန်းကင်မရာအဲ့လိုမကောင်းလို့တော့အဲ vlog ရမယ်ဆိုကင်မရာတလုံးစွန်နေအနည်းဆုံးအသေးဆုံးလေးပေါ့နော်6400လေးတော့အနည်းဆုံးတော့အဲ့တော့ဝဲရမယ်အဲ့လိုရှိရင်အဲ့ဒီအဲ့ဒီဆက်ဖို့အတွက်ကွန်ပျူတာသုံးမဟုတ် laptop တလုံးတော့ရှိရမယ်အမျိုးလေးပေါ့နော်ဆိုတော့ခုခေတ်မှာတော့ဒါကြီးတော့လွယ်ကူသွားပြီကျွန်တော်ကအစိုးရတဲ့ဝါဒနာပါဒါပေမဲ့တကယ်တမ်းကျွန်တော်ရဲ့အခုဆုံးသွားတဲ့အဖားပေါ့နော်သူကတော့အဓိကအဓိကပေါ့သူကဒီ channel စင်းထဲမှာ ဒီကလေးလေးကိုရှောက်တာခေါ်တော့လေအဲ့ဆက်ဆန်းနေတော့သတင်းစာထဲမှာသတင်းစာထဲမှာတွေ့ရတာကို तू ကတားတဲ့ငါတာတရှောင်းရမှာပါနော်တရှောင်းအဖအဖစားခဲ့ရမှာ